မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရဲ့တွင်တော့ကပပေးတန်းမြို့နယ်ဘယူတီလန်းဟိုတယ်အခန်း900နေကလူတန်းမှုကြီးရဲ့တရက်ခန်းဖြစ်သူ အသက်16နှစ်အရွယ်အောက်ခန်းကျော်စင်ဟောင်းမိဘနှစ်ပါးစလုံးကဆရာဝန်တွေဖြစ်ကြတဲ့ပညာတတ်အတိုင်းဝိုင်းကတားတယောက်ဖြစ်နေတယ်လို့သိရပါတယ် အမှုဖြစ်စဉ်ရဲ့ချင်းချုပ်ကတော့ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့မနေ့ပိုင်းမှာဗပေးတန်းမြို့နယ်က Beautyland Hotel ပြတင်းပေါက်အပြင်ဘက်အေကွန်နှစ်ခုကြားမှာညှက်ထားတဲ့ MI8 ထဲကလက်တစ်ဖက်တွဲလောင်းကျနေတာကိုမြင်ကြရမှစပြီးအသက်ခံရသူဟာဝင်းတွင်းကလီစာရီနဲ့ဘေဘက်ပေါင်နီးဖြက်ခံထားရပြီးခန္ဓာကိုယ်ကို၃ပိုင်းပိုင်းကောင် MI8 ထဲထိခံထားရတဲ့ဖြစ်စဉ်ဖြစ်ပါသည် တက်ဖြက်ခံရသူဟာနတလင်းမြို့နယ်ဘက်ကအသက်23နှစ်အရွယ်ရှိအမျိုးသမီးတဦးဖြစ်ပြီးတက်ဖြက်ခဲ့သူကတော့တာကီတာမြို့နယ်အမတ်ခွန်ရှိရဲကွက်ကအောက်ခန့်ကျော်စင်ဖြစ်ပြီးအသက်က18နှစ်ဖြစ်တယ်လို့သိရပါတယ်ကျူးလွန်တက်ဖြတ်သူထွက်ဆိုချက်အရာသူဟာဂိမ်းကိုအလွန်ကျွံကစားခြင်းလူသက်အလောင်းဖျောက်တဲ့ဇက်ကားရီဇလန်တွဲရီကိုအလွန်ကျွံကြီးရှုခဲ့သူ ဖြစ်တယ်လို့သိရပါတယ် အသက်၁၈နှစ်အရွယ်သားရှိသည့်တရခန်အောင်ခန့်ကျော်စင်ဟောင်းအသက်ခံရသူအမျိုးသမီးကိုအတူတူနေဖို့အတွက်ခေါ်ဆောင်ခဲ့တာဖြစ်ပြီးအတူတူနေပြီးတဲ့နောက်မှာတော့အသင်းယူဆောင်လာတဲ့ဓာတ်နဲ့ရရက်ဆက်ဆက်တပြက်ခဲ့ယုံသားမကခန္ဓာကိုယ်ကို အပိုင်းပိုင်းလှိဖြက်တာဝင်းဝင်းကလေးစားတွေကိုထုတ်ပစ်တာအပြင်ဘေးဘက်ပောင်ရဲ့အသားတွေကိုလှိဖြက်ယူတာအစရှိတဲ့လှုပ်ဆောင်မှုတွေကိုပြုလုပ်ခဲ့ပြီး အလောင်းဖျောက်ဖျက်ဖို့အတွက်သူရဲ့ချစ်သူဖြစ်သူအသက်၁၈နှစ်အရွယ်မတ်အီမွန်အောင်ကိုခေါ်ယူခဲ့ကောင်းနှစ်ယောက်ပေါင်းပြီးတော့အလောင်းကိုဖျောက်ဖျက်ခဲ့တာပဲဖြစ်ပါလေထူးခြားတာတစ်ခုကတော့အခုလိုရရဲ့ဆက်ဆက်တက်ပြက်မှုကိုကျူးလွန်ခဲ့တဲ့တရက်ခန်ဟာပညာတတ်ဆရာဝန်မိဘနှစ်ပါးကမွေးဖွားတာသူဖြစ်တယ်လို့သိရပါတယ်သူတို့မိသားစုနဲ့ပတ်သက်ပြီးသိရှိသူတဲ့ဦးကဂျပန်မှာလေဆရာဝန်တမိပဲ ဘေးနဲ့ဟိုတယ်မှာဒိတ်တက်ပြစ်ပြီးတော့မှဘေးရဲ့ကောင်းကြီးကိုပဲဖျက်ယူသွားပြီးသူတို့အိမ်ကရေချိုးကန်းထဲမှာထည့်ထားတော့သူ့အဖေကလည်းသူသမီးကောင်းနေမှန်းသိတော့ဟိုတယ်ကအပြန်ကားနဲ့လာကြိုပြီးသွားတော့အခုလေစောနေ့ Beautyland Hotel မှာဒိတ်ပြီးအပိုင်းပိုင်းဖျက်ပြီးတော့တက်သွားတော့ဆရာဝန်စုံတွဲရဲ့သားပါအဲ့လိုပဲဟိုတယ်အထိအစော်ကလာကူပေးတာပဲဂျပန်ကအမှုကိုများအတူခိုးထားသလားထင်ရတယ်ကိုသားသမီးယူနေတာကိုသိရင်လေတေချာကူပေးကြပါ ပဝင်းချင်းကိုလိုက်ပြီးတော့ဒုက္ခပေးနေကြတာပါသူရဲ့မိဘတွေကဒေါက်တာကျော်မင်းအောင်နဲ့ဒေါက်တာအေးတီတာတို့ပါအဲ့ဒီဆရာဝန်လေးမယားမှာသားနဲ့သမီးနှစ်ယောက်ရှိပြီးသားအကြီးကအောင်ခန်းကျော်စင်သမီးငယ်ကခန့်စုဝင်းသူတို့ကရန်ကုန်တာကီတာမြို့မှာနေထိုင်ကြတယ်ဟုဆိုကောင်အသေးစိတ်သိရှိသူတဲ့ဦးကပြောပြထားတာလည်းဖြစ်ပါတယ် ခုလက်ရှိမှာတော့တရားခံအောင်ခန်းကျော်စင်းနေအလောင်းဖြောက်ပြက်ရာမှာအပောင်းဝင်ခဲ့သူအေမွန်အောင်တို့ကိုတရားဥပဒေအတိုင်းဆက်လက်အရေးယူဖို့အတွက်စစ်ဆေးမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။